ဟင်းဝင်ရနဲ့ဆိုပြတဲ့စင်တို့ရဲ့ငယ်ဘွားနဲ့ပေါင်းသင်းဆက်ဆံရေးကြောင့်အားလုံးပဲမင်္ဂလာပါ MSND Trust New Channel ကနေကြိုဆိုပါတယ်။ငယ်ဘွားနဲ့ချစ်ဇလန်စာဟင်းဝင်ရနဲ့ဆိုပြတဲ့စင်တို့ကငယ်စဉ်ကတည်းကတအုပ်ကိုတအုပ်သိရှိခဲ့ကြပြီးနှစ်ပေါင်းများစွာတူရှိခဲ့ဇလန်ရှိတဘောဖြစ်ရည်တည်နေပါတယ်။အထူးသဖြင့်သူတို့ရဲ့ဆက်ဆံရေးကနှစ်ဆက်ရှင်နှစ်တာကြာမြင့်ခဲ့လို့လူမှုကွန်ရက်မှာပေါ်ပြတာပါတယ်။ဤသို့ရှေလျားရဲ့ဆက်ဆံရေးကငယ်ဘွားကတည်းကစတင်ခဲ့တဲ့လက်ထံအကြောင်းကြားခြင်း မိသားစုထောက်ခံမှု2025ခုနှစ်မှာဟေဝင်ရဖာကင်အဝင်ကိုမှတဆင်သူ့ကိုလက်ထံအတည်ပြုကြောင်းကြေညာခဲ့ပါတယ်။ဤတင်းကပရိသတ်တွေကြောင့်ပြုသဘောနဲ့ပြတ်သဘောတုံ့ပြန်မှုများစွာကိုဖြစ်ပေါ်စေခဲ့ပါတယ်။တချို့ကသဘောတူကြပြီးတချို့ကဆိုဗီယက်သင်္ဆင်မိသားစုနဲ့ဆက်ဆံမှုကိုထောက်ပြကြပါတယ်။ပရိသတ်တွေရဲ့ထင်မြင်ချက်ပရိသတ်တွေကငယ်စဉ်တို့ကိုရန်သဘောတူရလို့ထောက်ခံချက်ပေးကြပြီးမြင်မြင်လေးယူရလို့ဆန္ဒပြကြတယ်။ ဆက်ဆံရေးထူကြချက်တွေအချိန်ကာလရှည်ကြမှုသူတို့ရဲ့ဆက်ဆံရေးကနှစ်ပေါင်း18နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ရာငယ်ဘွားကလေးကယင်းရဲ့မိဖွဲ့မှုတွေဘွားတူတူပြတ်တမ်းမှုတွေကိုမိမောင်းထိုးပြထားပါတယ်။ဤဒီမှာမြန်မာမီဒီယာလောကမှာအတူတူကရည်တည်ခဲ့တဲ့ဆန္ဒမူနာတစ်ခုလည်းဖြစ်ပါတယ်။ဧဝံနဲ့ဆိုပြတဲ့စင်တို့ကငယ်ဘွားတွေကယင်းဤကရဲအချစ်ဆက်လန်းရှင်တပုတ်ကိုပိုင်ဆိုင်ထားပြီးနှစ်၁၈နှစ်ကျော်အတူရှိမှုကသူတို့ရဲ့ခိုင်မာတဲ့ဆက်ဆံရေးကိုတည်တည်ပြနေပါတယ်။ လက်ထက်ရဲ့ကြညာချက်ကပြည်သက်တရားစိတ်လှုပ်ရှားမှုများစွာဖြစ်ပေါ်စေခဲ့ပြီးဤဆောင်တဲဘွားခေကငယ်ရွယ်စဉ်ကာလကနေလက်ရှိထိချစ်ချင်းမြေတောင်စိတ်သက်ခိုင်မာမှုနဲ့အမတ်တရားဖြစ်စေပါရယ်။အယုဓမာဟူတဲ့စကားလုံးနဲ့စိုးပြတဲ့ဆင်ရပြင်းထန်စွာဝေဖန်ခဲ့ကြပြီးတော့ဟေဝိရဲ့ဘက်ကစဉ်းစားတယ်ဟုပြောထောက်ပြခဲ့ကြတယ်။စိုးပြတဲ့ဆင်မိသားစုနဲ့ပတ်သက်ပြီးစိုးမြတ်သူဆိုင်ညမရင်ဟုဖော်ပြက၎င်း၏ပုံဝင်ခြင်းကိုတဘောထားကိုယ်လှမ်းမှုတွေဖြစ်စေခဲ့တယ်။အထူးသဖြင့်ငယ်စဉ်တို့ကိုရန်သဘောတူခဲ့ပါတယ်ဟုဆိုကမင်္ဂလာဆောင်မြတ်မြတ်ပြုလိုက်တိုက်တွန်းကြတယ် ပရိသတ်တွေစဉ်းစားပုံကွဲလှမ်းမှုတွေဟိဝိယန်နဲ့ဆိုပြကိုသဘောတူရလာဟုတဲ့မိကုံကိုအခြေခံပြီးပရိသတ်တွေကြားငင်းပွားမှုတွေဖြစ်ပွားခဲ့ပါတယ်။တချို့ကဆိုပြဘက်ကစဉ်းစားတဲ့သဘောမတူဘူးလို့ဆိုထားပြီးဟိဝိယန်ကထောက်ခံသွေးနဲ့ကွဲလှမ်းခဲ့တယ်။လူမှုကွန်ရက်တုတ်ပြန်မှုတွေပို့ဆောင်မှာမကျန်252ခုမြောက်ဝယ်မှုဆန့်ရှင်ကိုအတည်ရှိခဲ့ပြီးထင်ရှားရတုတ်ပြန်ချက်တွေမှာအဖုံနဲ့ခင်လေးတို့ရဲ့မချက်တွေပါဝင်နေ။ဝေဖန်မှုတွေကအဓိကအဖြစ်ဆိုပြတဲ့ဇနီးကိုရီးယားကိုရာနောက်ခံတဲ့စုံတွဲလိုက်ဖက်မှုပေါ်တန်တရားတွေကိုခြေခံခဲ့ပါတယ်။ ရင်းမင်္ဂလာဆောင်ကိစ္စကပြည်သူတွေကြားပြုတ်တဘောပြက်တဘောကွက်လက်မှုတွေဖြစ်ပေါ်စေခဲ့ပြီးဝိဖန်သူတွေကစွန့်မြက်တစဉ်ရဲ့အတိတ်နဲ့လူမှုအဆက်အသွယ်တွေကိုဆိုရင်ကြောင်းဖော်ပြရင်တို့တော်ဆောင်တွေအစင်းနဲ့ဆူတောင်းပေးတဲ့ထောက်ခံမှုတွေလည်းရှိခဲ့ပါတယ်။အစုံနေကျွရှင်နောက်ဆင်ပြေပြည်သူအလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။